စေကုံနိုင်ငံရေးဝန်ကြီး BBN ပါလာခရစ်စနန်ကပေါ်ဝင်ပတ်သက်နေသူများနဲ့အပြုသဘောဆွေးနွေးပွဲများမရှိဘဲလုပ်မယ်ဆိုပါကမိမိတို့ဘက်မှယုံကြည်စရာမရှိဘဲမြန်မာပြည်သူများရဲ့ဆန္ဒကိုထင်အချင်းရှိမှမဟုတ်ဘူးလို့ယူဆကြောင်းစင်ကာပူရဲ့သဘောထားကိုတရားဝင်ပြောဆိုလိုက်ပြီးဖြစ်ပါတယ်မြန်မာနိုင်ငံအတွင်းဖြစ်ပျက်နေသည့်များနဲ့ဆက်လျင်၍စင်ကာပူပါလီမန်အမတ်အုပ်ရဲ့အမေကိုစာဖြင့်ပြန်တဲ့ရေးသားဖြေကြရမှာယခုလိုပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။အာနာသိမ်းပြီး9နှစ်ရောက်လာသည့်တိုင်မြန်မာနိုင်ငံရဲ့အခြေအနေမှာဆိုးရွားလာနေစေဖြစ်ပြီး ပြည်တွင်းစစ်ဟာလည်းအရှိန်မလျှော်ဘဲဖြစ်ပွားနေတာကြောင့်နိုင်ငံဟာအစိတ်စိတ်အမောမောကွဲထွက်လျက်ရှိကြောင်းလည်းဖော်ပြထားပါတယ်။ဗိုလ်ရမ်းမင်းကြီးလီယိုစလေးကလည်းဒုက္ခတုခများခံစားနေကြတဲ့မြန်မာပြည်သူများအားမေ့လျော့မနေကြဖို့နိုဝင်ဘာလ9ရက်နေ့ပြည်သက်နဲ့တွေ့ဆုံပွဲပြီးမှနိုင်ငံတကာအတိုင်ဝန်းကိုအခုလိုပဲပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။၎င်းအနေနဲ့လည်းဆုတောင်းမေတ္တာပို့ပေးနေပြီးအားလုံးဝမ်းမို့ဆုတောင်းပေးကြပါရန်လည်းတိုက်တွန်းသွားတယ်လို့ဗာတီကန်သတင်းမှာဖော်ပြထားပါတယ်။ဆေးဥစုဟာ ၎င်းတို့အာနာသိမှုနဲ့အတူပြည်သူများရဲ့စိတ်ဓာတ်ကိုကြိုးအထက်ထက်နဲ့ချီနှောင်ထားခဲ့ရမှာရခုအခါမှာအတို့ရောင်ရွက်ောက်ွယ်နဲ့တန်ညိုးအထက်ထက်တော့ကလောက်ချီခတ်ကတော့ကိုတနီယာတို့အဖိပိုင်လွှင့်ပြရန်ကြံစီလာပြီဖြစ်ပါတယ်။ရေကောက်ဘက်ကတဖြည်းဖြည်းနီးလာတော့လဲမိသူမစိတ်ဝင်စားမှုမရှိပဲမဲထဲခြင်းစိတ်မရှိဖြစ်လာနေတာကိုလည်းသိမြင်လာကြသလိုမဲခိုးစရာမလိုအောင်၎င်းတို့ကိုပခုံးချင်းရှင်လာနိုင်မဲ့လူများထဲမှာစိတ်မချသူများကိုလည်းရှင်းထုတ်နေပြီဖြစ်ပါတယ်။ ပြည်သူများကတော့၎င်းတို့ဘက်ကပြီးစီနဲ့မြည်သူမြေပေါင်းတစ်ပေါက်တစ်ပေါက်ရိုက်လာမယ်ဆိုတာကိုသာစောင့်ကြည့်နေကြပါတယ်။၎င်းတို့အမျှော်လင့်ကြီးမျှော်လင့်ထားသောအာဆီယံကလည်းအဲမလုံအဲမလုံဖြစ်နေပါတယ်။တရုတ်ကလားရုရှားတို့နဲ့သာနှစ်ပါးသွားဖို့ရှိနေတာကြောင့်လက်ရှိအခြေအနေထက်မြည်သူများတိုးတက်မလာဖြစ်နေ၍စိုးရိမ်တကြီးဖြစ်လာနေပါတယ်။ထို့ရဲကိုတသက်လုံးတသက်ညောင်း၎င်းတို့တိတ်ခါကိုအဖက်ဆယ်ပြည့်ရလိုရညာကမူးရှူတို့လှုပ်လာတာကမြောက်ရီရှိခေခေဖက်ကိုဒိုင်နမိုက်နဲ့ထပ်ပြီးဖောက်ခွဲဖြက်စီးလိုက်တာပဲဖြစ်ပါတယ်။ ယခုဒီအဆောက်အအုံ950ရှိတဲ့အနက်24လုံးကိုဖောက်ခွဲဖျက်ဆီးလိုက်တယ်လို့ AOR သတင်းမှာဖော်ပြထားပါတယ်။မဲအောင်နိုင်ငံကြားပြလုံငန်းအားလုံးဟာ၎င်းတို့သစ္စာကံစောချစ်သူရဲ့ BJ နဲ့မဆိုင်ပဲ KNU ပိုင်းဖြစ်ဝါဒဖြန့်နေပြန်ပါတယ်။ထို့သောလိန်ညာမှုတွေကလည်း၎င်းတို့အပေါ်ပိုပြီးယုံကြည်မှုကင်းမဲ့လာဖို့သာရှိနေပါတယ်။အပေအကန့်ရရောလွန်လာ၍တိတိတုဒ္ဓမမဏိဇောတရဘွဲကိုနေပြည်တော်မှာအခမ်းအနားနဲ့ချီးမြှင့်ထားတဲ့ ကိုကန့်ရှိကြားဖြန့်ကောင်းဆောင်လျှိုချန်ကြည့်ခေါ်မောင်မောင်ဆိုသူကိုတရုံမှတေးတန်းချမှတ်ပြီးလူမြင်ကွင်းမှာကွက်မြက်ခံရတော့မှလည်းဖြစ်ပါတယ်။ထို့မြတာမကားသေးပဲလျှိုချန်ကြည့်အားကိုကန့်ဒေသဂုံးချမ်းမြို့နယ်ရှိမြန်မာလူငယ်ဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌအဖြစ်ပင်ခန့်အပ်ပြီးချီးမြှောက်ခံရသူလည်းဖြစ်ပါတယ်။နိုင်ငံတကာကယုံကြည်မှုကင်းမဲ့လာတဲ့ရွေးကောက်ပွဲမှာပါဝင်ရှင်ပြန်ရန်ပြင်ဆင်နေတဲ့စစ်ကောင်စီရဲ့အဖွဲ့ဝင်ဖြစ်ခဲ့တဲ့ခေမောင်ဆွေရဲ့မျိုးသားဒီမိုကရေစီအင်အားစုပါတီအားဖျက်သိမ်းခဲ့ပြန်၍အဆိုပါပါတီမှ အခွင့်အာဏာလက်လွတ်မခံနိုင်မမောနေကြတဲ့နိုင်ငံရေးသမားဆိုသူ35ဦးကကိုကိုကြီးတက်တက်ခိုင်ပါတီရှမ်းမျိုးသားပါတီများဘက်ရောက်သွားပြီးထိုပါတီအောက်မှရွေးကောက်ပွဲဝင်ကြတော့မယ်ဖြစ်ကိုတနားစွဲ တွေ့မြင်နေရပါတယ်။အော်တိုဘာ25ရက်မှာရွေးကောက်မှာကိုစလေ86ဦးအားအမည်စင်းမှာပြည့်ဖြတ်ကြောင်းကြေညာချက်ထုတ်ပြန်လာခဲ့ပါတယ်။၎င်းတို့အချင်းချင်းကြောင်းမှာပင်ခြေရင်များကရှုပ်ထွေးလာနေပြီဖြစ်သလိုမိသူမလာမကြည့်တဲ့ပွဲကိုကားဖို့ ဇက်ခုံတော်မှာအချင်းချင်းသူကမီငါကမီနဲ့ရန်ဖြစ်နေကြခြင်းမျိုးသာဖြစ်ပါတယ်။ကျမ်းဖို့ပါတီမှာလည်းမင်းအောင်လိုင်ကသူအလိုမရှိတော့တဲ့ဗိုလ်ချုပ်ဟောင်းတွေကိုအတင်းထိုးလို့နေတာကြောင့်မချေမနှက်ဖြစ်လာနေကြပြန်ပါတယ်။ဘိုနေဝင့်ခေကထိုးခဲ့သောလူများကိုပြည်ပသို့တန်အမှတ်ဖြစ်လွတ်တက်တော်လဲ။ယခုခါ၎င်းတို့ခမ်းမြစ်တန်အမှတ်တွေကိုမြည်သူမှလက်မခံဘဲကျမ်းဖို့တဲ့ကြောင်းထိုးလာခြင်းဖြစ်ပါတယ်။ယခုချိန်ထိရုပ်ရှင်ဂီတအမှုပညာရှင်များအပါအဝင်အလောအသီးသီးမှအသက်15နှစ်သားဝမကျန် ရွေးကောက်ပွဲကိုဝေဖန်ပြောကြားတယ်လို့ဆိုကဖန်ဆီးခံရသူပေါင်း60ကျော်ရှိသွားပြီလည်းဖြစ်ပါတယ်။အနုရောမှာလူကြောလှုပ်ခြင်းသူများရဲ့ပါတီဆိုင်ပုံများအောက်မှာပင်ရဲအဆောင်ရှောက်များခြာပေးထားတဲ့အဖြစ်ရောက်လာနေပြီဖြစ်ပါတယ်။စာရေးသူကအကြောင်းတိုက်ဆိုင်ပြီးတင်ပြထားတာက20ရာစုမှာလွမ်းမှုမှုအရှိဆုံးဂျာမန်ပြဿရေးဆရာကဗျာဆရာကြီးဘတ်တော့ပရက်ပြောခဲ့တဲ့အဆိုမိန်ကိုယခုလိုပဲတင်ပြထားပါတယ်။အမှန်ကုန်မသိသူများဟာလူအများသာဖြစ်သည်။ သို့သောအမှန်ကိုသိပါလျက်နဲ့လိညာနေသူများဟာရာဇဝဲသားများသာဖြစ်သည်ဆို၍ဖြစ်ပါရယ်ပြည်သူရဲ့ခုခံတွန်းလှန်စေမုတ်ချအောင်ရမည်